အနည်းကြီးအောင်ဆက်ဆိုညီမလေးအန်ယူဂျီမရှိရင်တို့ဘယ်သူ့ကိုအားကိုးမလဲလို့အားကုံးမလဲလို့ပြောရခုချိန်မှာမာရီတို့ပြည်သူတွေအလိုအဆိုးဟာဥဆောင်နိုင်တဲ့ခေါင်းဆောင်ပါနော်ဘာကြီးရဲ့တတိပုဂ္ဂလဖီလင်ရပြောရင်အခုတက်နေတဲ့သမရာကြီးဒူဝါကြီးကိုဖယ်ချပြီးတော့မာရီတို့ရဲ့ဒူကဘာကိုတင်ဖို့မာရီကဒီကနေပြီးတော့အဲဒါဆွေးနွေးပြစီနော်ဒူကဘာကွမ်မော်ဆိုပညာတက်ပြီးတိမ်မွေ့ပြီးတော့ စကားကိုရေးရေးလေးလေးပြောတတ်တဲ့ခေါင်းဆောင်ပါเนาะမာယူရဲ့ကာချုပ်ကိုမာယူရဲ့ဘိုလ်ချုပ်ထိုးမြတ်နိုင်အောင်ပေးချင်ပါတယ်ခေါင်းဆောင်တွေကိုဘာကြောင့်ဒီနေရာတွေပေးရလဲဆိုရင်သူတို့ရဲ့မာယူခုလိုအပ်ချက်ကမာယူဟာဒီမိုကရေစီတိုင်းပြည်မဲထည့်ရတဲ့အချိန်မဟုတ်ဘူးပြည်သူတွေကိုတကယ်ဥဆောင်နိုင်တဲ့ခေါင်းဆောင်တွေကိုပဲမာယူရဲ့ဒီအုပ်ချုပ်ရေးပိုင်းမှာအုပ်ချုပ်စေခြင်းနဲ့ခုကာလပေါ့နော်နောက်၅နှစ်ကြာတဲ့ခါကျရင်မဲပြန်ရွေးပြီးတော့သူတွေပြန်ပြီးတော့မဲရွေးတဲ့ခါကျရင် သူတို့ပါသူတို့တိုက်ကြီးလို့ပဲထွက်ထွက်နော်သူတို့ပါသူတို့ဒီတာဝန်နဲ့မလုပ်ချင်တော့ဘူးဆိုပြီးတော့ retire ယူယူပေါ့နော်အခုကာလမှာပြည်သူရဲ့လိုအပ်ချက် NUG ပေါ်လာတယ်ဆိုတာပြည်သူလိုအပ်ချက်နဲ့အညီပေါ်လာတာမတို့ဒီတော်လိုင်းရေးအတွက်ဥဆောင်တဲ့အဖွဲ့ရှိရမယ်ဆိုပြီးတော့နော်ရေကောက်ကအမတ်တွေနဲ့စုစည်းထားတဲ့ပြည်သူလိုအပ်ချက်ချိန်မှာဝင်လာဒါပေမဲ့သူတို့ရဲ့ lobby အညံ့အစားတွေကြောင့်သူတို့ရဲ့ပြည်သူကိုချမပြနိုင်တဲ့အားနည်းမှုတွေကြောင့်သူတို့ဟာဒီချိန်မှာနန်းတိဆိုတော့ ။အဲဒီတိုင်းပြည်မှာနောက်ဆိုးရတစ်ခုပေါ်သိပြီ။အဲ့တော့ဒူကဘာကြီးကိုဟိုတမရနေရပေးပြီးတော့ဘုရုပ်ကွာမဟုတ် sorry အာဘုရုပ်ထုံးမြတ်နိုင်အောင်ကာချုပ်ပေးပြီးတော့ညီညီမြတ်မြတ်လေးဖြစ်သွားအောင်မြေပြည်ရဲ့ရေကိုအလဲမှာရှိတဲ့မောင်ဆောင်ခါတို့နော်ဥပကရဲဘော်မာဝီတို့ဆိုလဲဘာပေးပဲသူတို့ရဲ့နေရပေါ့နော်အေးပါအရာရောက်တာမအီးတော်လိုက်မှာအေးပါတဲ့နေရာ3-5နေရာပဲရှိတယ်။ဘန္နာအေးရယ်ကာဝယ်အေးရယ် တင်ကြရင်ကျဲမာကြီးအုံချုပ်ကြီးရဲ့၃ခုလောက်ပဲလိုတယ်။အော် sorry ဘန်အဲ့ပေါ်၄ခုလောက်ပဲလိုတယ်။အဲ့တော့မိုင်းလို့က၁၈နေရာထားပြီးတော့၁၈နေရာဝင်ကြီးဒူးဝင်ကြီးတော့အတွေးဝင်နေတယ်မိုင်းလို့မထားနိုင်ဘူး။အချိန်လန်းကုန်တယ်။စကားတွေများတယ် Zoom meeting ဟာမိုင်းလို့ရုံးကမ်းမဟုတ်ဘူး။ကျုံကဆိုတာကမြေကြီးတော့မှမြေကြီးထဲမှာပြည်သူနဲ့တသားတည်းရှိနေတဲ့ online ခေါင်းဆောင်ကြီးတွေ online ကိုဥဆိုင်နိုင်တဲ့လူတွေနောက် တိုင်းရင်းသားချင်းချင်းကြောသားရင်သားမခွဲခြားတဲ့ပုံကူမျိုးတွေကမိုင်းတို့ရဲ့ခေါင်းဆောင်တွေအခုလိုအခုလိုအပ်ချက်ကျွန်내ချင်းကတော့အာ business မမတမရတက်လို့လို့ကြိုက်တဲ့လူတမရလို့လို့အောင်၅နှစ်နောက်၅နှစ်တွေမှာကြိုက်တဲ့လူတမရလို့လို့ရပါမယ်အခုလိုကာလမျိုးမှာမိုင်းတို့အတွက်တကယ်လိုအပ်တာတော်လန်ရေးကောဒီကာဝယ်ရေးကောတကယ်ကိုဥဆောင်ပြီးတော့တမတမရှိရှိနဲ့ဒီဒုကဘာတို့ကိုတင်ဖို့ကောင်းတယ်အဲ ဒီပါဆိုရင် KNU မပါလို့မရတဲ့ခါကျတော့ KNU ကိုလည်းမကြီးတို့ရဲ့အဲတနေရပေါ့ဒါမကြီးဒါမကြီးရဲ့စိတ်ကူးရင်သာဖြစ်ရှင်ဖြစ်မယ်ဒါမှပြည်သူတွေ demand တကယ်လိုအပ်နေတဲ့အရာဒီလိုမျိုးဟို action အဲကိုကလုံပေးနိုင်မယ်ဆိုရင်မကြီးတို့ဒီရှေ့ကိုဆက်တိုးလို့ရမယ်အဲ့တော့ဟိုဘယ်လိုခေါ်လဲဆိုတော့မင်းတို့သူတို့ NUG မရှိရင်ဘာအစိုးရရှိမှလဲဆိုတော့အမှန်တမ်းပြောရရင်မြန်မာပြည်မှာအစိုးရပြန်ပြီးဆွဲခံထားရတာ ခုအကုန်လုံးမှာရှိတဲ့ဒီလူတွေစိတ်အကြမ်းဖက်တွေအစဒါလက်နက်ကင်ထားတဲ့လူတွေပဲရှိသေးတာလက်နက်ကိုမြေကြီးကအာဟိုအစီအနှစ်မှန်သမျှစားထားလို့ तू ကလက်နက်ပိုကြီးနေတာပဲရှိရနော်ပါတီလည်းမဟုတ်ဘူးဘာမှမဟုတ်ဘူးလက်နက်ကင်ထားလို့ကိုမိုင်းတို့ကိုငငယ်တော့ brain wash လုပ်ခဲ့သလိုပဲသူတို့ကပဲစက်ကြီးတွေကောက်တယ်သူတို့ကပဲအတင်းတမစစ်တဲကိုဝင်ခိုင်းတယ်စစ်တဲမဝင်ခြင်းစက်ကြီးထက်ောက်တယ်ဆိုတော့ဒါဟာလက်နက်ကင်အကျမ်းဖတ်ပဲ မိုင်းရိုးရဲ့ပြည်သူဘက်ကရန်နေတဲ့လက်နက်ကင်အကောင်စားတွေနဲ့အကြမ်းဖက်ရုပ်မှပတ်ဆက်ပြီးတော့နော်နိုင်ငံသားအထိတိုင်းပြည်ကောင်စားရေးအတွက်သွားတင်လာတာမဟုတ်ပဲသွေးကိုတက်ရှင်ကြီးကိုရုရှားအထိသွားတင်ထားတဲ့စစ်အကြမ်းဖက်ရေဒီဘက်မှာရှိတဲ့လူကောင်းတွေလက်နက်ကင်ထားတာရေဒီနှစ်ခုပဲရှိတယ်မိုင်းရိုးတိုင်းပြည်မှာအစိုးရမရှိဘူးအဲ့တော့ NUG ဆိုတာလည်း NUG ဆိုတာလည်းပြည်သူတွေလိုအပ်နေတဲ့အချိန်မှာပေါ်ပေါက်လာတဲ့အစိုးရမိုင်းလို့စီကမဲနေတဲ့ရသွားတာမဟုတ်ဘူး မတို့တကယ်ရွေးကောက်ပွဲလုပ်ထားတဲ့လူတွေကအဲဒီမိုကရေစီစံချိန်စံနှုန်းတွေပါဘာတွေပြောလို့ရတဲ့လူတွေကသူတို့အကြမ်းဖက်ရဲ့ပြန်ပေးဆွဲခြင်းကိုခံထားရတယ်အဲ့ဒါကိုပြည်သူတွေမမေ့နဲ့မအီးကတော်လန်ရေးသမားဖြစ်တဲ့အတွက်အခုလိုချိန်မှာမအီးတို့စီမှာအစိုးရထက်နေမြေပိုင်ဆိုးပြီးတော့အဲ့ဒီမြေကြီးတွေမှာအစိုးလိုက်ရဖို့အရေးကြီးတယ်အစိုးရဆိုတာကသူတို့ကအကုန်လုံးဖြန့်ကျက်ပြီးကွန်ချက်ကြီးလုပ်ပြီးတော့ပညာရေးလဲငါပါ ။အော်ကျမကြီးလဲငါပါဆိုတာမျိုးอ่ะမဖြစ်ဘူး။ရခိုင်မှာရှိတဲ့ကျမကြီးอ่ะရခိုင်တွေကပို့ပြီးကျွမ်းတယ်။သူ့ရဲ့ယောဂဗေဒနဲ့သူ့ရဲ့ဖြစ်နေတဲ့ယောဂနဲ့ तू ကပို့ပြီးတော့ကုသလို့ရတယ်။ချင်းပြင်းနေဆိုတာကဒီဒေါက်တာဇော်ဝေဆိုရဲ့ပညာရေးနဲ့တွားလို့မရဘူး။ချင်းอ่ะမိုးရင်းကြောင်းပေးရမယ်နေ။မိုးရင်းဆိုရင်ပညာရေးလုံးဝဟိုရှက်ဒေါင်းလုပ်ပြီးတော့ပိတ်ထားမယ်နေ။ဘာလို့လဲဆိုသူ့ကြောင်းနေကတွားလို့လာလို့မရဘူး။တရားလည်းမရှိဘူး။ကျိုးတရားနဲ့ကြောင်းတက်ရတယ်ဆိုတာအိဗယ်မရှိဘူး။ အဲ့လိုမျိုးလိုအပ်ချက်တွေကိုမတိဘဲနဲ့အစိုးရလုံးလူချင်းကိုမရဘူးငါတို့ဗမာကြီးဝါဒနဲ့ငါတို့ပဲအစိုးရမယ်ငါတို့ကဒေါန်ဆန်းစုကြည်ကမဲပေးထားတဲ့အမတ်တွေစုထားတာဆိုပြီးတော့ဒါကြောင့်လေဒီတော်လန်ရေးကဝေဝါထွေပြားပြီးအဖွဲတေးတေးလေးတွေဖြစ်သွားတာမှန်တကယ်ဆိုရင်သူတို့ကဒီလိုသူတို့ကတကယ်သာတီတီမီမီအုံချုံနိုင်နေဆိုရင်နေပြည်တော်ကတဝက်နေပြည်တော်ကလမ်းပြအလုံးနေပြည်တော်တို့ဆိုရောက်သွားတာကြာပြီเนาะသူတို့ဘက်ကကိုက ဟိုတီဂျီနဲ့နော်ကိုယ့်ရဲ့ဟို Facebook account တော့ကိုထိမ့်မနိုင်နဲ့ကို lobby အညံ့စားနေတော့ကိုအမိတ်မပေးနိုင်တဲ့လူတွေကပြည်သူတွေကိုနိုင်ငံတုပ်တွေဖမ်းမယ်လို့ဘာလို့ပြောခွင့်မရှိဘူးဒါ NGO ပိုင်းစကားစကားပိုင်းကတော့ပြောမနေနဲ့ရက်ဆက်ရုံမှမှုဟာနေ့တိုင်းမြင်နေရတာငါတို့ကြည့်ပဲခံရတာမဟုတ်ဘူးအကုန်နေရာဆုံးမှာအကုန်လုံးအကုန်လုံးခံစားနေရတာအဲ့တော့ဘာလဲဆိုတော့မိုက်ခုကလာနည်းမြေသိမ့်နိုင်လေ အုပ်ချုပ်ရေးဘောင်ကျဲလေးပဲနယ်မြေတိုင်းနိုင်လေးအုပ်ချုပ်ရေးဘောင်ကျဲလေးပဲသူတို့ပြောနေတဲ့အစိုးရဆိုတာကပြန်ပြီးဆွဲခံထားရတာအဲ့ဒီအစိုးရကနေစိုင်းထိုးပြီး now let osa elected president ကို now ဒီရှိလက်ရှိတမရာကြီးဦးဝင်းမြင့်ကနေပြီးတော့ now တက်လာမဲ့ elected president ကိုမာမခင်မိုးတို့ကပေးလိုက်တော့မှ now အစိုးရရဲ့တမရာဆိုတာပေါ်လာတာဒီတော်လေးကာလမှာဘုရုပ်ကွာမော်တို့ဘုရုပ်ထုံးမြနိုင်တို့တွားတဲ့ဝေးရ တို့တမားဖြစ်ချင်တာမဟုတ်ဘူးသူတို့နေမြေလဲလွတ်မြောက်ရမယ်ငါတို့နဲ့အတူတူနေအောင်မီးမီးလောင်ဘုံကြနေတဲ့လူတွေကိုလဲလွတ်မြောက်ရမယ်ဆိုတဲ့အတွေးနဲ့ပဲတိုက်နေတာဂျားရရဖြတ်ပြီးဂျားပြအစိုးရဖြစ်သွားတာကခုနမောင်လေးတယောက်ပြောသလိုပဲ NLD တွေကဒီစစ်ပိုင်းတွေကမြင့်တယ်အိုင်အုံးလုံးနည်းနည်းမြင့်မြင့်တဲ့လူတွေကဘလို့တွေးခေါ်လဲဆိုတော့မတို့စီမှာအစီအဖွဲ့ရှိရမယ် အညဒီကအစိုးရမဟုတ်ပဲနဲ့တော်လန်ရေးအဖွဲ့အစည်းတစ်ခုအနေနဲ့ဆိုရင်ပို့ပြီးတော့အောင်မြင်မယ်ပို့ပြီးတော့လည်းနည်းနည်းနဲ့ကျကျဝိုင်းလို့ရရဲ့သားနဲ့ဆက်ခွက်နဲ့နေရာယူပြီးတော့ဒီလိုလုံးလိုက်တဲ့အတွက်တကယ့်မြေပြင်ကလုံးတဲ့လူတွေပါနာမည်ပြတ်တယ်အညဒီမှာလူကောင်းတွေအများကြီးပဲဒါပေမဲ့သူတို့ရဲ့မထီရောက်တဲ့ဟိုအစွမ်းစမရှိတာကိုဟန်လုပ်ပြီးတော့အစွမ်းစယူထားတာဟိုဘက်ကစစ်ကောင်စီအားရအောင်လို့ဒီစစ်ကောင်စီငန်းတဲ့ တမနာပြန်ရွေးနိုင်အောင်လို့အချိန်ဆွဲထားတဲ့တချို့ကအန်ယူဂျီထဲမှာထိတ်ကြီးမှာကိုရှိပြီလားတော့ဘာအဆိုးရရှိစရာလို့လဲကျွန်တော်ကဘာအဆိုးရလဲဆိုတာမလို့ဘူးသူတို့အခုလို့အမားတို့ဆွေးနွေးပွဲတော်လာပြီးဖြတ်စည်းနေတယ်ဆိုရင်ထိတ်ဆုံးကိုဘယ်လောက်ဆွေးဖြတ်စည်းပြီးတော့တွေးခွဲမလဲဆိုတာစဉ်းစားကြမအောင်တော့မလားထိတ်ဆုံးကိုဘယ်လောက်ထိတွေးခွဲမလဲဆိုတာမင်းတို့စဉ်းစားကြည့်မအားတို့ဒီလိုဝိုင်းလေးမှာတော့လူ၃ယောက်၄ယောက်၅ယောက်လောက်ကိုထည့်ပြီးတော့ဒီလို ောက်ချေတိလာပြီးသွေးခွဲတယ်ဆိုရင်အထိတ်ဆုံးမှာဘယ်လောက်ထိသွေးခွဲမလဲစဉ်းစားကြည့်အဲ့ဒါပဲငါတို့ဒီအချိန်ဟာအစိုးရမလို့သေးဘူးငါတို့ဒီအချိန်ဟာစီစီလုံးလုံးနဲ့ဒီဆရာနာရှင်တုံစေးလောင်လို့သူ့အောက်ကအမြင့်တွေကိုအကုန်ဖြတ်ပြရမှာနော်သူတို့ဒီလိုမျိုးမရှိရွယ်ဘူးသူတို့ဒီလိုမျိုးလုံမယ်လို့လည်းသူတို့လည်းမထင်တော့ဘူးအရင်တော့ကလိုပဲဒိုးရေးလုပ်ပြီးတက်တက်နဲ့ပြစ်လိုက်ငြိမ်သွားမယ်များသွက်သွက်ဆိုင်ကိုပြစ်ပြတ် လက်သက်ဆွဲဆိုင်ကိုပြစ်ပြတာဂျန်စည်းတွေကိုထစေတာဂျန်စည်းတွေဆိုတာသူတို့ကသူတို့အိမ်ထဲမှာဂိမ်းဆော့ပြီးတော့ဟိုနိုင်ငံသားသွားမယ်စာသင်မယ်ကောလိပ်ဆောင်တာအဆင်တွေဘယ်သူမှထလာတာမဟုတ်ပြီးတော့ဗမာတပ်ဆိုတာကဖုံးကြီးတဲ့စစ်သားအထွတ်ဆုံးကဗမာတွေမကွေးတို့စကိုင်းတို့ဆိုတာဖုံးကြီးတဲ့စစ်သားပဲထွက်တာဒီထဲမှာယောက်ျားပီစားခြင်းဖုံးစစ်တဲဝင်နေဟိုတရားတော်ပဲလိုက်ခြင်းဖုံးကြီးလိုက်ဖုံးကြီးဝင်တယ်အဲ့တော့ပူကောင်းလာတာဒီတော်လိုင်းရဲ့အမျက်ကပါတယ်တိလား မာကြီးတို့တိုင်းရင်းသားတွေအမြင်ကြည်ွားတာနော်မာကြီးတို့အရင်တော့သူတို့ဗမာတွေဗမာတွေဆိုရောကြိတ်ခံတာငါလည်းဘာမှလည်းမသိရန်ကုန်မှာအမေရရန်ကုန်သူမဟုတ်လို့ရန်ကုန်မှာမွေးတဲ့ငါရောကြိတ်ကြိတ်ခံတာငါတို့အခုအောင်မြင်ခြင်းဘာလဲဆိုတော့တိုင်းရင်းသားတွေကအော်သူတို့လည်းခံရတာပဲငါတို့ဒီဘက်ခံရတာမဟုတ်ဘူးဆိုတော့အမြင်မှန်တော်လည်းရရရလက်အကောင်စားဒါမျိုးဆက်မြင်နေရမယ်ဆက်ပြီးတော့ကျုံးရမယ်မာကြီးက 买呀，北美、欧洲的呀，北美了，我听那边欧洲要修买，那我讲那边了，欧洲也对台湾上下钱来了。